ဒီနေ့အတွက်အေးမဝချင်းရဲ့အနေရဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။သိပ္ပံနိကြလိလချက်တွေရအိတ်ဆက်ချင်းဟာကျွန်တော်တို့ရဲ့ကျမ်းမာရေးအတွက်အသက်ရှူခြင်းရေတောက်ခြင်းလိုပဲအရေးကြီးတယ်ဆိုတာသိလာရပါတယ်။ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့လိလချက်တစ်ခုမှာတညကို9နာရီပဲအိတ်တဲ့အမျိုးသားတွေရဲ့တက်စတိုစတုန်းပမာဏဟာအသက်10နှစ်ကြီးသူတွေလောက်နည်းသွားတာကိုတွေ့ရပါတယ်။ ါကဘာကိုဆိုလိုတာလဲဆိုရင်အေးမိုးရတာဟာအမျိုးသားတစ်ယောက်ကိုအသက်၁၀နှစ်လောက်ပိုးစေတယ်ဆိုတဲ့သဘောပါအမျိုးသမီးတွေအတွက်လည်းအေးပြက်ခြင်းကမျိုးဆက်ပွားစနစ်ကိုထိခိုက်စေနိုင်ပါတယ်အေးမိုးရတဲ့အမျိုးသမီးတွေမှာမျိုးဥကျွေချိန်မမှန်တာကိုယ်ဝန်ဆောင်ဖို့ခက်ခဲတာတွေဖြစ်နိုင်ခြေပိုများပါတယ်အုံနောက်နဲ့ပတ်သက်ရင်ပိုဆိုးရင်စရာကောင်းပါတယ်လိလချက်တွေအရအေးမိုးရတဲ့အခါအုံနောက်ရဲ့ hippocampus လို့ခေါ်တဲ့မျက်ညံဗဟုချက်ဟာလှုပ်ဆောင်နိုင်စွမ်း 40ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ဒီအချက်ကိုပိုနားလည်အောင်ဥပမာတစ်ခုပေးရမယ်ဆိုရင်ကျောင်းသားတယောက်ဟာစာမှုပွဲမတိုင်ခင်တညလုံးမအိပ်ပဲစာချက်မယ်ဆိုရင် သူချက်ထားတဲ့အရာတွေကိုမှတ်မိဖို့40ရာခိုင်နှုန်းပိုခက်ခဲသွားမယ်ဆိုတဲ့သဘောပါ။ခန္ဓာကိုယ်ထဲမှာ natural killer cells လို့ခေါ်တဲ့ဆဲတွေရှိပါတယ်။ဒီဆဲတွေဟာကင်ဆာဆဲတွေကိုဖျက်ဆီးပေးတဲ့သဘာဝကိုခံအားဆဲတွေပါ။ တညကို၄နာရီပဲအိပ်တဲ့အခါဒီဆဲရီရဲ့လှုပ်ဆောင်နိုင်စွမ်းခု20ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ဒါကြောင့်ညဘက်အလုံလုံသူတွေအေးမွားသူတွေမှာကင်ဆာဖြစ်နှုန်းပိုများနေတာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ညဘက်အလုံလုံချင်းကိုကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ဒါဆိုအိပ်ဆက်ချင်းကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ။ပုံမှန်အိပ်ချိန်သတ်မှတ်ပါညတိုင်းတူညီတဲ့အချိန်မှာအိပ်ပါ။မနက်ခင်းမှလည်းတူညီတဲ့အချိန်မှာထားပါ။ အိတ်ခန်းကိုအေးမြအောင်ထားပါအကောင်းဆုံးအပူချိန်က38 degree celsius 65 degree fahrenheit ဖြစ်ပါတယ်အိတ်ခန်းနီး6နာရီအတွင်းကဖိန်းတက်တဲ့အရက်ရှောင်ပါအိတ်ဆက်ခြင်းဟာတင်းရဲ့တနေ့တာကိုအောင်မြင်စေမဲ့အရေးကြီးဆုံးသောအလေးချင်းတစ်ခုပါဒီနေ့ကစပြီးအေးရေဝဝအိတ်ဖို့ဂယုဆိုင်လိုက်ကြရအောင်ကျမ်းမာပျော်ရွှင်တဲ့ဘဝတစ်ခုအတွက်အိတ်ဆက်ခြင်းကိုဦးစားပေးလိုက်ပါအဆုံးထိ နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်